လေးတွေကစားတယ်တိတ်အတိတ်ပဲရှိတယ်သူတို့ကစားခွင့်ကိုပေးရမယ်ခမရကလေးတွေထုတ်စီးထုတ်တယ်ဘာလို့ရတာပထမဆုံးစီးဆွဲရတာကျင်ပေါက်တယ်ဘာလို့စီးဝန်းရတာအဲ့ဒီစီးပြင်ထွက်ရင်ပဲလို့စီးတွင်းဝင်ပဲလို့အဲ့ခေါင်းစည်းကိုထိရင်ပဲလို့အလဲအစည်းကြီးထိဝင်ပဲလို့ကိုစီကဒီစီးဝန်းကိုကလေးတွေဆွဲတာအဲ့ဒီတိုင်းပဲကျင်ပေါက်တယ်အပြင်ထွက်သွားဆိုဒီကောင်ခါဆိုခံမယ်ဘာမှပြောမနေခံလိုက်ပဲ သူကဂျင်းထွက်သွားတာဟုတ်သူကခလေးတွေဆိုခလေးတွေကသူတို့ဆွဲတဲ့စည်းကမ်းသူတို့လိုက်နာတယ်လူကြီးတွေကလာကိုဆွဲတဲ့စည်းကမ်းမလိုက်နာရင်ရှိရမှာမင်းတို့ငါရိုးပြောတာနော်မင်းတို့လှုပ်တာနဲ့ရာဇမှုဖြစ်တယ်ဟုတ်မလဲငါတကယ်ကိုရိုးရိုးလေးပြောတာခလေးတွေကသူတို့ဆွဲတဲ့စည်းကမ်းသူတို့လိုက်နာတယ်လို့ပြောတာမဟုတ်ဘူးလားကဲလူကြီးတွေမလိုက်နာလိုက်နာမသိဘူးလေငါပြောတယ်ဆိုမလိုက်နာလိုက်နာမသိဘူးဒါပေမဲ့ခလေးတွေလည်းလိုက်နာတယ် ိုဆွဲတဲ့စီကံကိုယူသေးတယ်။ဟိုကသူ့ခြေခါရဲဆိုပဲ့သွားပြီ။ပေါက်တဲ့ကောင်ကလည်းခြေနဲ့ပေါက်လိုက်ရဲဆိုမှခါရဲဘာမှလည်းဆိုင်တာမဟုတ်ဘူး။ပြန်စင်လာကြည့်ကကိုခြေနဲ့ပေါက်လို့ကိုခြေခြေတော့ကနေပြောပေါ့။ခြေတန်ညုံပေါ့။ချစ်ပြောဟိုကောင်ခြေများစက်ခဲပဲ့သွားပြီ။ဟာကောင်းလိုက်တော့အမေခြေနားလိုက်သေးတယ်။နန်းတော့ဘာရလာရှိပွေးတာလည်းမဟုတ်ဘူး။ဒါမှသူမအောင်နိုင်ရင်ဟောဆိုလူဟာလား we want to conquer လူဟာအောင်နိုင်ရင်တော့ အောင်နိုင်ရတဲ့ဥစ္စာကအရသာဒါကြောင့်မို့ကလေးတွေဟောလိုကဆိုင်မျိုးပေါ့တက်တာတွေ့ဘူးလိမ့်မရရအောင်တက်တာအတိတ်တက်ပြီလဲပြီးရောပြန်စင်တော့မစင်နိုင်တော့အဲ့ကြောင့်မအော်တော့တာဘာလို့ဆိုတော့တက်တာနဲ့စင်တာစင်တာသိခဲ့တယ်တက်တာဆိုရင်